အလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season ကနေပြီးတော့ပြန်လေပြီးကြိုးလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါည9:00နာရီသတင်းတွေဆိုရင်ဒါကျွန်တော်တို့ Chelsea အသင်းကိုတော့အပိုင်ပေးရမလို့ဖြစ်နေပြီလို့ ပြောလို့ရမယ့်အခြေအနေတစ်ခုရောက်နေခဲ့ပြီပေါ့နော်အဲ့တော့ချက်စီတစ်နဲ့အခုလက်ရှိဒီနေ့ညမှာအပြောင်းရွှေ့သတင်းနှစ်ခုဒါကျွန်တော်တို့ဖာဘီဇီယိုရိုမာနိုကိုယ်တိုင်တရားဝင် confirm လုပ်ထားပြီးလက်ရှိမှာတရားဝင် journalist တွေကြားထဲမှာပြောနေတဲ့အပြောင်းရွှေ့သတင်းလေးအကြောင်းပြောအောင်အဲ့တော့ချက်စီတစ်နဲ့အခုလက်ရှိဒါကျွန်တော်တို့ဒီနေ့ညမှာဒါကျပထမအဆုံးအကြောင်းပြောချင်တာက Jimmy Gittens ရဲ့အပြောင်းရွှေ့ပဲချက်စီတစ်နဲ့အခုလက်ရှိမှာဒါ club world cup ကိုကန်နေခဲ့ပြီးမြင်အပြောင်းရွှေ့မှာလည်းလက်မနေပဲနဲ့တော့ shot အလုပ်တွေကိုစတိုက်လုဆောင်နေစေဖြစ်တယ်ဆိုတော့ကျွန်တော်သိရမယ်အဲ့တော့ဒါကျွန်တော်မနေ့ကပြောခဲ့လို့ပဲချက်စီတစ်ကိုဒါကျွန်တော်တို့ Jimmy Gittens ရဲ့တခြားသောကန် န်းမှုတွေကိုပါပယ်ချထားပြီးတော့ Chelsea အသင်းမှ Chelsea အသင်းကိုစောင့်နေတဲ့ Jimmy Gittens အတွက် Chelsea အသင်းနဲ့ဒါတတိယမြောက်ကံလန်းမှုကိုပြုတ်လုတော့မှာဖြစ်တယ်ဆိုပြီးတော့ Fabrizio Romano ကသူ့ရဲ့ဒါကျွန်တော်တို့ Twitter ဆာမျက်နှာပေါ်မှာဒါကျွန်တော်တို့တရားဝင် confirm လုပ်ခဲ့တာကိုတွေ့ရမှာအဲ့တော့ဒါကျွန်တော် Chelsea အသင်းကဒါကျွန်တော်ဒုတိယမြောက်ကံလန်းမှုကတော့ Euro 50ဖြစ်ခဲ့ပြီးတော့ဒီနေ့မှဒါ package ကတော်တော်လေးကိုကောင်းတဲ့ package ဖြစ်ခဲ့တယ်အဲ့တော့ဒါဒီထက်ပိုကောင်းမယ်ဆိုရင်တော့ဒါကျွန်တော်ကျွန်တော်မြင်တာပေါ့နော် the chelsea တင်းနေတာ euro 55သန်းနဲ့ euro 60နှစ်ခုတည်းကတစ်ခုကိုသူတို့အနေနဲ့တတိယမြောက် offer ကိုလုပ်ဖို့ရှိအဓိကကတော့ကျွန်တော် chelsea တင်းနေတာ jimmy gittens ကို ကြိုက်လို့ဘာလို့ဆိုရလဲကျွန်တော်ကျွန်တော်မြင်ကြည့်တာပေါ့နော်ဒါဒီမီဂီဒင်းကိုဒါ Chelsea အသင်းနဲ့ဒီကစားသမားက Chelsea အသင်းကိုမှ Chelsea အသင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါ Chelsea အသင်းမှာဒါကျွန်တော်တို့မြင်နေတွေ့တော့မမြင်တာမတွေ့တာကြာနေရတဲ့ DNA မျိုးကိုပြန်တွေ့ရမှာအဲ့တော့အခုနောက်ရှိနောက်ပိုင်းကစားသမားမှာဒါမျိုးတွေပြန်ပြန်တွေ့လာခဲ့ရဲ Go Parma မှာပြန်တွေ့လာခဲ့ရတယ်ဒါကျွန်တော်နောက်တန်းကစားသမားတချို့မှာဒီလိုမျိုး DNA တွေပြန်တွေ့လာခဲ့ရတယ်ပဲကျွန်တော်အနေနဲ့ပြောမှဒါနောက်မှနည်းနည်းပြောချင်တာပေါ့နော် Chelsea အသင်းနဲ့ပတ်သက်နေတယ်အဲ့တော့ Jimmy Gittins ကိုလက်ရှိမှာ Chelsea အသင်းနဲ့ဒါတတိယမြောက်ကန့်လန့်မှုလုပ်မယ်ကစားသမားတွေက Chelsea အသင်းကဒါပုဂ္ဂိုလ်ကြီးရဲ့ ဘောတူညီမှုရပြီးသားမှုတဲ့ကြောင်တိတ်ပြီးတော့ထူးထူးဆန်းဆန်းနေထားမှာတော့မရှိဘူးအဲ့ဒါဂျင်နီဗီကင်းနစ်ကိုဒါကျွန်တော်ချုပ်စည်းသိနေတာကျွန်တော်ဘယ်တော့မှမတတရားမြောက်ကန့်လန့်မှုလုပ်မယ်မလုပ်ဘူးဆိုတာကျွန်တော်မသိသေးဘူးကဘယ်တော့ဘယ်တော့လုပ်မယ်မသိသေးဘူးလုံးမလုတ်တာတော့လုပ်မယ်လောက်တာတော့100%သူတို့အနေနဲ့ဒါကျွန်တော်တို့အပြောင်းရွှေ့မှာဒါတရားမြောက်ကန့်လန့်မှုလုပ်မယ်။ကစားသမားဘက်ကလည်းချက်စီတင်းကိုမျောနေတယ်။ချက်စီတင်းဘက်ကတရားမြောက်ကန့်လန့်မှုလုပ်မယ်။အဲဒါကျွန်တော်တို့ဒီတပတ်အတွင်းလာမယ့်ဘက်လာဒါစနေတွင်းကမှတောင်းတောင်းကလပ်တွေကအပြောင်းရွှေ့မှာလုံမလုတဲ့အတွက်ကြောင့်မလား။ကျွန်တော်ဒီလောက်ကချက်စီတင်းကဒါစနေတွင်းကိုအပြောင်းရွှေ့မှာလုံလုတဲ့ကလပ်တွေထဲမှာပါများပါမလားမသိဘူး။တချို့တက်လက်တွေကလုတဲ့ ်ကျွန်တော်ဒီလောက်ကျွန်တော်တို့ Tottenham Hotspur တင် Manchester United တင်တာ City တင်ဆို၃တင်ကဒါကျွန်တော်ဒီလောက်ပေါ့နော်စနေရင်းမှာတို့ကလုံးမလုပ်ဘူးအဲ့တော့ဒါ Premier League တချို့ club တွေကစနေရင်းမှာလုံးလုပ်တဲ့ club တွေရှိတော့တချို့ကြတယ်လည်းမလုပ်တဲ့ဥစ္စာတွေအများကြီးအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးမျိုးမျိုးကွဲပါရဲခါပါအဲ့လက်ရှိမှာဒါကျွန်တော်တို့ Jimmy Gittens နဲ့ပတ်သက်ပဲခုလက်ရှိမှာ Chelsea တင်တယ်ဒါကျွန်တော်တို့ကြာတာပြေးတောက်ကြမှာတို့နေလုံးလုံးသွားမှာဒါမှမဟုတ်ဒါ ူများတင်တယ်မတူပဲစနေဒီကူမှာအပြောင်းရွှေ့မှာလို့အဲ့တော့တေချာတခုကဂျမီကစ်တင်စ်အပြောင်းရွှေ့အတွက်ချက်စီတင်ကတတိယမြောက်ကန်လန်မှုကိုလုပ်မယ်ဒါကြောင့်ဘိုလူရှာဒေါ်မွန်အနေနဲ့ဒီတတိယမြောက်ကန်လန်မှုကိုအခြေအနေပေါ်မူတည်ပြီးကြည့်သွားမယ်အရင်တော့ကလည်းမတူတာကဒါကြောင့်ချက်စီတင်ရဲ့ဂျမီကစ်တင်စ်အပြောင်းရွှေ့မှာဒါကလပ်ဝေါ်ကတ်အတွက်ဒါအမြန်လိုနေတဲ့ဒါခေါ်ယူမှုတခုမှမဟုတ်ပဲနဲ့တို့နေအေးစစ်စစ်ဒီအပြောင်းရွှေ့ကိုလုပ်သွားဖြစ်တယ်ဟောဆိုအခုချိန်မှာကျွန်တော်မိုင်းထောက်ကောက်ပါနော်ကျွန်တော်တိပြောက်ကလပ်ဝေါ်ကတ်ကိုတို့နေအခုလက်ရှိမှာကစားသမားအသစ်ကိုဒါပြန်ပြီးတော့ ဒါ register လုပ်လို့မရတော့ဘူးဒီကဒါကျွန်တော်တို့အဲအခုလက်ရှိအုပ်စုစင်းကအောင်ပြီးကော quarter final semi final တို့ရောက်မယ်ဆိုရင်တော့မှ register လုပ်လို့မရတော့ဘူးလို့သိရတယ်မှာပါတယ်ဒါကြောင့်မလို့ဒါကျွန်တော် Chelsea တင်နေခုလက်ရှိမှာ Jimmy Gittens ကို club walker tax မရှိတော့ဘင်းနဲ့သူတို့အနေနဲ့ဒါတတိယမြောက်ကမ်းလှမ်းမှုကိုတော့ Borussia Dortmund ဘက်ကနေပြီးတော့လက်ခံသွားနိုင်တယ်ဆိုတဲ့သတင်းထုတ်ပေါ်လာခဲ့တယ် Borussia Dortmund ဘက်ကလည်းအမှန်တိုင်းပြော Jimmy Gittens ကိုသူတို့ကရောင်းချင်နေတာဖြစ်တယ်သူတို့အနေနဲ့ဒါ Jimmy Gittens ကိုရောင်းရတဲ့ပတ်စံနဲ့အတူဒါသုံးဝတိုင်းဒါ chart တွေကိုသူတို့အနေနဲ့လိုက်ပြီးတော့ဝယ်မှာဖြစ်ပြီးဒီဝယ်တဲ့ကစားသမားတွေကိုဒါကျွန်တော်ပြန်ပြီးပြောထောင်ပြီးဈေးကြီးနဲ့ပြန်အောင်မယ်ကွာ လေးပြန်လုပ်မယ်အဲ့တော့တဖြည်းဖြည်းတော့ပေါ့နော်ဒါဟိုးရင်တော့ကဒါဂျာဂျင်ကလော့ခစ်အဲတုံးကဒါဘူရူရှာဒေါ်မွန်နဲ့အခုလည်းရှိအဲ့တော့ဂျာဂျင်ကလော့ခစ်တုံးကဘူရူရှာဒေါ်မွန်နဲ့ဒီတိုင်းမှာပဲတကယ်အဓိကကစားသမားတော်တော်များရောင်းစားခဲ့တာပဲဒါကျွန်တော်မာရီယိုဂတ်ဇေးဒါကျွန်တော်ဟာဘအများကြီးပါကျွန်တော်ဒါအများကြီးအများကြီးမှာဒါကျွန်တော်မဲ့မဲ့ရအဲ့တုံးကဘူရူရှာဒေါ်မွန်ရဲ့ကစားသမားကျွန်တော်အရန်ကျက်တာတိုက်စင်မှာလီဝင်ဒေါ်စကီပေါ့နော်ကွင်းလယ်မှာမာကူအဲ့တော့မာကူရိုက်ဆောင်မရှိသေးဘူးတနေ့ဒါကျွန်တော်တို့ မာရီယိုဂေါ့ဇီရိုအိုဆူဒါကျွန်တော်တောင်းပန်မှတာဟိုတော်တော်လေးကိုခတ်ဖတ်ခတ်ခဲ့တာကျွန်တော်ပူလန်ကစားသမားတယောက်ရှိတယ်အယမ်းမိုက်တော့ဘလကိုဘလကော့ဘလက်ဝတ်ကော့စကီရမ်အဲ့လိုကွန်ပူရီရှင်အယမ်းမိုက်တာဗောနော်အဲ့တော့ အဲ့တုန်းကတော့ကျွန်တော်တို့လေးဘူရီရှာတောင်းမယ် black and yellow အရန်သဘောရောဆိုအဲ့တုန်းကဒါဟိုကျွန်တော်တို့ TikTok app တွေမှာရှိတယ်အဲ့တော့မမေရဘူရီရှာ volume ရဲ့ video လေးကြည့်ရင်တော့ဒါကျွန်တော် Wiz Khalifa ရဲ့ဒါ black and yellow နဲ့အရန်သွားတာမိုက်တယ်ပေါ့အဲ့တော့မမေရဂျာဂျာ club ခဲ့အဲ့တော့ဒါကျွန်တော်ဘာလို့ပို့ပြီးတရီးရလဲဆိုတော့ဒါ Lewandowski နဲ့ဒါ Real Madrid နဲ့ပွဲစဉ်မှာ twin သွားတဲ့ twin ကတကယ်ကိုမိုက်တယ်ဒါကျွန်တော်တို့ကောင်းလာပါတယ်ဆိုတဲ့ real madrid ကဒါ borussia dortmund ဖြုတ်ပြခဲ့တယ်ပေါ့နော်အဲ့တော့အဲတုန်းကတကယ်မိုက်တယ်ဗျာဂျာမန်က bundesliga အဲတုန်းကဒါကျွန်တော် borussia dortmund နဲ့ဒါကျွန်တော်တို့ ဘလူးဘာဘိုင်ယန်မြူနစ်တို့တော်တော်လေးကိုမိုက်တဲ့ခစ်ပေါ့နော်ဒါကျွန်တော်တို့အဲထားအဲ့လက်ရှိမှာလည်းကျွန်တော်ဘိုရီရှာဒေါ်မွန်နဲ့ခုနောက်ပိုင်းအဲ့လိုမျိုးမဟုတ်တော့သူတို့နေကစားသမားရောင်းတဲ့ကလပ်ဖြစ်လာခဲ့တယ်ကစားသမားတယောက်နာမည်ကြီးတယ်မလားအဲကစားနာမည်ကြီးတဲ့ကစားသမားသူတို့နေရောင်းနေအသင်းတွေကိုပတ်စံပြန်ထည့်တယ်ပြီးရင်သူတို့နေနေလည်းကျွန်တော်ဇီဘောဘောကစားသမားတယောက်ပြန်ဝင်တယ်အဲကစားသမားကိုပြန် train နေပြီးရင်ပြန်ရောင်းနေအခုလက်ရှိမှာဂျူဘယ်လင်ဟန်ဆိုဂျုတ်ဂျုတ်နော်ဂျုတ်ဘယ်လင်ဟန်ဆိုလည်းအိုက်တိုင်းမယ်ဂျုတ်ဘယ်လင်ဟန်လည်းကျွန်တော်သူတို့ဝယ်တဲ့ဇီဘောဘောနဲ့ဆန္ဒလန်အိုးဆန္ဒလန်အခုလက်ရှိမှာဇီတတတာနဲ့ဝယ်လိုက်ပြီးဂျုတ်ဘယ်လင်ဟန်ကအခုလက်ရှိမှာကောင်းပြီဆိုအဲကောင်သူရောင်းစားအောင်ပါအဲ့တော့ ချက်စီသေးရဲ့လက်ရှိအပြောင်းရွှေ့မှာဒါကျွန်တော်တို့ကျွန်တော်မြင်ကြည့်တော့ဘိုရီရှာဒေါ်မွန်နီနဲ့ဒီကစားသမားကိုဝယ်မယ်ဝယ်ပြီးရင်သူတို့အနေနဲ့ပြန်ပြီးတော့ဒါကျွန်တော်ဇေဘိုဘွန်နီကစားသမားတယောက်ထပ်ဝယ်မယ်ထပ်ဝယ်ပြီးခုနပြန်ရောက်စားမယ်ဒီတန်တရာပဲလဲဦးမယ်လို့မြင်တော့ကျွန်တော်မြင်ကြည့်တော့ဗောနော်ဂျီမီဂစ်တင်စကာဒါတော်တော်လေးကိုအစင်ပြီးကစားသမားဖြစ်တယ်ဒါကျွန်တော်ချက်စီသေးရဲ့လက်ရှိလူနေတဲ့ left wing ကစားအဲ့ကျွန်တော်ပရိုဖိုင်းနဲ့လည်းကိုက်ညွှန်ကြအောင်ချက်စီတင်နေတာ55အေးပေါ့ယူရို55ဆိုပေါင်တော့မပေါင်55 လေ48လောက်ပဲရှိတာဒါမစိုးဘူးလို့ပြောလိုက်ရစီရှိတယ်အဲ့တော့အခုလက်ရှိ market ထဲမှာကစားသမားတွေကဘယ်တော့တော့ကြည့်ကြည့်ဒါအနည်းဆုံးပေါင်35တန်းကတော့ရတဲ့အတွက်ကြောင့်မဒါ Euro တန်း40 42တန်းကအနည်းဆုံးတော့ရတဲ့အတွက်ကြောင့်မို့ Jimmy Gittens ကို DJ ခေါ်ရဲဆိုတော့မှဒါ okay တက်တာတယ်လူတော်ပြောလို့ရမယ်ဒါဘာလို့ဆိုအကုန်လုံးက inflation နဲ့ကြီးမားနေတာပေါ့အဲ့တော့ချက်စီးသိရင်ဒါပထမဆုံးသတင်းကဒါပဲဒုတိယသတင်းကတော့လက်ရှိမှာချက်စီးအသင်းအနေနဲ့ သူတို့ဒီနေ့ညရာဒီမှာဒါတိုက်စစ်ပိုင်းအတွက်ဒါဟူဂိုအကတိုက်ကိုပါသူတို့နဲ့ဆက်လိုက်တော့မှာမယ်အခုလက်ရှိမှာညူကာဆယ်ယူနိုက်တက်နဲ့အပြိုင်ဂျောပက်ဒရိုကိုချက်စီအသင်းကလိုက်တော်မေလို့သတင်းတွေတော့ရှောက်ထွက်ပေါ်လာခဲ့တာဖြစ်တယ်အဲ့တော့ ကျွန်တော်မနေ့ကကျွန်တော်ဂျောက်ဘရူတော်တော်လေးကိုသဘောကျတယ်ကျွန်တော်ဘလူးပရင့်လည်းမသိဘူးပေါ့နော်ကျွန်တော်မှာဖက်ဒေးရှိတယ်ပေါ့နော်ကျွန်တော်ဒါဝက်ဖူကကစားသမားတွေအရန်သဘောကျတယ်ရစ်ချယ်လီဆင်ဒါကြရစ်ချယ်လီဆင်ပြီးတော့ဒါကျွန်တော်အခုလက်ရှိခရစ်စတယ်ပက်ဒစ်မှာခြေစွမ်းပြနေတဲ့အစ်စမာလီစာစာပြီးတော့အခုလက်ရှိကျွန်တော်ဂျောက်ဘရူအဲ့တော့ထူးဆန်းတယ်ဗျာကျွန်တော်ပေါ်မှာလေးဝက်ဖူကကစားသမားတွေကိုတောင်းတောင်းမျက်စိကြမိတယ်အဲ့ကြပြီးတဲ့ကစားသမားတွေကကိုသဘောကျတယ်ကစားအဲ့တော့ဒါပြောမယ်ဆိုရင်တော့အစ်စမာလီကျွန်တော်အမနဲ့ပြောမယ်ဆိုရင်ဂျောက်ဘရူဆန်ကျွန်တော်အစ်စမာလီစာအရန်သဘောကျတယ်ဘာကြောင့်မှမသိကျွန်တော်စာကိုအရန်သဘောကျတယ်ဒါပေမဲ့ချက်စီးမှာအခုလက်ရှိမှာစာရည်အများကြီး ီပြီးတော့ Crystal Palace ကစားဘူးတော့သူတို့နည်းခေါ်ယူမှာမဟုတ်ဘူးဒါလက်ရှိ Crystal Palace ကစားအောင်ဈေးတင်မယ်လို့ကျွန်တော်တို့မခေါ်ဘူးပေါ့နော်အဲ့တော့ဒါမှ Jao Pedro ကဒါကျွန်တော်ကြိုက်ခဲ့တယ်ဒါကျွန်တော် Watford ကစားသမားကြီးတက်ရောက်ဖြစ်တယ်တော်တော်လေးကိုဒါကောင်းတဲ့ကစားသမားတက်ရောက်ဆိုညင်းစရာမဟုတ်အဲ့တော့ Jao Pedro နေတဲ့ဒါ Brighton မှာတော်တော်လေးကိုခြေစွမ်းပြခဲ့တယ် Danny Webber နဲ့တူဒီ Tyson နေရာမှာဒါကျွန်တော် Center Forward ဆန်ဆန် Second Striker ဆန်ဆန်တောက်လျှောက်ပန့်ပိုးမှုတွေကိုဒါပြလို့နေခဲ့တယ်ဒါ Jao Pedro ရဲ့အသားအာတာချက်ကသူ့နေတာဒါ Center Forward တနေရာတစ်ခုပဲ Left Wing တွေကို Right Wing တွေကိုဒါ Down the Lane မှာလုံးဝပြေးလွှားနိုင်ပြီသူ့ရဲ့အာတာချက်ကကျွန်တော်မြင်ကြည့်တာပေါ့နော်သူကဒါကျွန်တော်သူ့ရဲ့ဒါ အဲတိုင်ဘက်ကစားသမားတွေကိုတိတ်ကောလုံနိုင်တယ်ပြီးတော့ကျွန်တော်သူကိုယ်တိုင်လည်းဂိုးသွင်းနိုင်တယ်သူကိုယ်တိုင်လည်းဂိုးဖန်တီးပေးနိုင်တယ်ပြောချင်တာကနေရာစုံမှာကစားနိုင်တယ်ကိုယ်တိုင်လည်းဂိုးသွင်းနိုင်တယ်ဂိုးဖန်တီးနိုင်တယ် Chelsea အသင်းလူနေတဲ့ profile နဲ့ quality တော့တော့ကြမယ်လို့မြင်တယ်အဲဂျာဝပက်ဒိုနေတဲ့ခုလက်ရှိမှာဒါကျွန်တော်သိတော့ကတော့ပြဿနာကသူ့ရဲ့ attitude ဘိုင်းပဲသူ့ရဲ့ attitude ဘိုင်းလက်ရှိမှာမမေ့ရတဲ့ Fabian Hasler နဲ့ဒါကျွန်တော်ဒါအပြင် ဂျာအိုဘက်ဒူနေနဲ့ဒါ bright time နောက်တန်းကစားသမားဖြစ်တဲ့ဂျာအိုကျွန်တော်တို့ဒါ vote man နဲ့လည်းရန်ဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့သူအနေနဲ့ဒါအသင်းကထွက်ကိုထွက်မှာဖြစ်ပြီးတော့ဒါမမေ့ရဘာ scenario ဝင်သွားတူလဲဆိုတော့ liando trossett နဲ့ scenario တော့တူတယ် trosset နဲ့ဒါကျွန်တော်တို့လက်ရှိမှတ်မှတ်ရအရင်ဒါညောညအာဒစာပြီးနဲ့ရန်ဖြစ်ပြီးတော့ trosset ကိုအောက်ဈေးနဲ့ရောင်းလိုက်ရသူဖြစ်သွားခဲ့တဲ့ဒါကျွန်တော် movement တွေလက်ရှိခဲ့ဒါပေမဲ့ဒီတစ်ခါတော့ကျွန်တော်တို့မြင်ကြည့်တာပေါ့နော်လက်ရှိဒါ brighton ခေါ်ထားတဲ့ဈေးကအောက်ဈေးမဟုတ်ဘူးဗျဒါလက်ရှိဒါ transfer market ကသတ်မှတ်ထားတဲ့ဈေးက euro 50ဈေးသတ်မှတ်ထားပြီးတော့တကယ်တမ်းကျွန်တော်လက်ရှိဒီအပြောင်းရွှေ့အတွက်ဂျာဝ်ပက်ထရိုအတွက်ဒါ brighton အသင်းဘက်ကနေပြီးတော့ပေါင်သန်း60လို့ရှိနေတယ်လို့သိရတယ်ဒီမှာပါတဲ့ chelsea ဘက်ကတော့အဲ့လောက်ပေးဖို့အတွက်လုံးဝစီစဉ်မရှိဘူးဒီကစားသမားကို chelsea ဘက်ကသတ်မှတ်ထားတဲ့ဈေးကပေါင်သန်း40 45သန်းပေါ့နော်အဲ့တော့ Brighton သင်းဘက်ကကိုတိုင်ကဒီကစားသမောက်အယောင်စည်ရစ်တင်ထားပြီး ဖြစ်တဲ့အတွက်ကြောင့်မို့ Chelsea အသင်းကဒီထက်အများကြီးဈေးသားသားတန်တာနဲ့ခေါ်ယူနိုင်မယ်လို့သူတို့နေယူဆတယ်။ဒါပေမဲ့ဒီကစားသမောက်ရဲ့လက်ရှိအဟန်တာတော့ Newcastle United ကဒီကစားသမောက်ရဲ့ camp လေပေါ့ဒီကစားသမောက်နဲ့ပုတ်ကူရရာတောက်လျှောက်အခုကလေးကဆွေးနွေးနေပြီးဖြစ်ပြီးတော့ဒါ Chelsea သင်းတော့နည်းနည်းလေးဒါအရေးပါ။ဒါပေမဲ့ Newcastle နဲ့ဒါကျွန်တော် Chelsea တဲ့ကြားထဲမှာကစားသမောက်တယောက်အနေနဲ့ဘယ်ယူမလဲဆိုတော့အကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်။အဲ့တော့ Chelsea သင်းကခုလက်ရှိမှာဒီလိုမျိုးကစားသမောက်မျိုးစိတ်ဝင်စားနေရတော့တိတ်တော့မထူးဆန်းဘူး။ဂျာဘယ်တူကအမှန်တမ်းပဲ Chelsea အသင်းရဲ့ profile ရောက်ကြတယ်။ဒါပေမဲ့ခုန ပေါ့လက်ရှိမှာ attitude problem ပေါ့လက်ရှိမှာဇယိုက် problem တွေနည်းနည်းရှိတာကလွင်အကုန်မဆိုးဘူးလို့ပြောလို့ရတယ်မှာအဲ့တော့ တော်နိုင်မယ်ဒီနောက်မှကျွန်တော်ညချင်ပါတယ်အားလုံးပဲကောင်းမွန်တော့ညလေးဖြစ်ပါစေလို့ good night လို့ပြောချင်ပါတယ်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ db4u တို့မှာကျွေးလူစပောင်းကိုကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမိကြပါနဲ့အောက်က comment တွေမှာလည်း youth sport media 3.0နဲ့ db4u ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်ဆက်ဆက်ကူညီပေးလို့ရပါတယ်။ကျွန်တော် youtube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။များများလေးကလစ်ဖို့မမိကြပါနဲ့။များများကလစ်မှာမများများနိုင်ဖြစ်ပါတယ်။အားလုံးကြွတူပါတယ်။ကောင်းမွန်တော့နေ့တိနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲ။ ကျွန်တော်တို့ရဲ့နောက်မှာ AC တွေ့ကြတာပေါ့ဒီပါဗျာ